စစ်ရေးပူပေါင်းဆောင်ရွက်ရေးလုံခြုံရေးတင်းကျပ်ရေးနှစ်နိုင်ငံစီးပွားရေးပေါင်းစည်းမှုပုံမှန်နဲ့ဆိုင်စေရေးအပေါ်အခြေခံနဲ့အမေရိကန်နဲ့ကနေဒါရဲ့အရင်ကရှိခဲ့တဲ့ဆက်ဆံရေးပြီးဆုံးသွားပြီလို့ကနေဒါဝန်ကြီးချုပ်မတ်ကာနီကပြောကြားလိုက်ပါတယ်။အစိုးရအဖွဲ့အစည်းဝေးပြီးနောက်အိုတာဝါမြို့မှာတရင်နောက်တွေနဲ့တွေ့ဆုံချိန်ဝန်ကြီးချုပ်ကာနီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခွန်အနေနဲ့ရင်ဆိုင်နေချိန်မှာကနေဒါနိုင်ငံသားတွေအနေနဲ့မိမိတို့ရဲ့စီးပွားရေးကိုအခြေခံကြကြပြန်လဲစိတ်ကူးပုံဖော်ရမယ်လို့ပြောဆိုလာတာပါ။ ကနေဒါအနေနဲ့အမေရိကန်အပေါ်အမြင်မားဆုံးတရားမှုရှိစေမဲ့လက်တော့ပြန်ရေးအတွက်အခွန်တွေနဲ့တုတ်ပြန်သွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အမေရိကန်တို့တင်သွင်းတဲ့မော်တော်ယာဉ်တွေနဲ့ယင်အစိတ်အပိုင်းတွေအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်ကြောင်းဒါဟာအမြင်နဲ့အတွက်ဖြစ်ကြောင်းတမရာထရန့်ကမက်ချလာ26ရက်နေ့မှာပြောဆိုခဲ့တာပါ။ လီဘရာပါတီခေါင်းဆောင်ဝန်ကြီးချုပ်ကာနေက1965ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့ကနေဒါအမေရိကန်မော်တော်ယာဉ်ထုတ်ကုန်များဆိုင်ရာမူလသဘောတူညီမှုဟာသူ့ရဲ့ဘဝတသက်တာမှာအရေးကြီးဆုံးသဘောတူညီမှုဖြစ်တယ်လို့ပြောပါတယ်။ဒီသဘောတူညီမှုဟာအခွန်ကောက်ခံမှုတွေနဲ့အတူပြီးဆုံးသွားခဲ့ပြီဖြစ်တယ်လို့ဝန်ကြီးချုပ်ကာနေကပြင်သစ်ဘာသာနဲ့ပြောဆိုခဲ့ပါတယ်။ကနေဒါအနေနဲ့မိမိတို့နိုင်ငံသားတွေထိန်းချုပ်နိုင်မဲ့စီးပွားရေးတည်ရည်တည်ဆောက်ဖို့လိုအပ်နေကြောင်းတခြားလက်တွဲပေါ်တွေနဲ့မိမိတို့ရဲ့စီးပွားရေးဆိုင်ရာဆက်ဆံရေး ကိုလည်းပြန်လည်စဉ်းစားဖို့လိုအပ်တယ်လို့ကနေဒါဝန်ကြီးချုပ်ကပြောပါတယ်။ ဒန်တက်သူနဲ့တမဏိသွင်းကုံတွေအားလုံးအပေါ်အခွန်25ရာခိုင်နှုန်းကောက်ခံတာအပါအဝင်ကနေဒါသွင်းကုံတွေအပေါ်အမေရိကန်ကအားလုံးချုပ်ပြီးအခွန်26ရာခိုင်နှုန်းပြဋ္ဌာန်းကြောင်းတစိမ့်တစ်ပိုင်းကြေညာထားပြီးဖြစ်ပါတယ်။ကနေဒါကလည်းလက်တော့ပြန်တဲ့အနေနဲ့အမေရိကန်ကုန်ပစ္စည်းတွေအပေါ်အခွန်တိုးကောက်မှာဖြစ်ကြောင်းကြေညာထားပါတယ်။ကုန်သွယ်ရေးစစ်ပွဲအတွင်းအမေရိကန်ကိုတားဆီးရေးကနေဒါနဲ့ EU လက်တွဲဆောင်ရွက်မှုမလုပ်ကြဖို့တမရထရန့်ကမက်ချ်လာ29ရက်နေ့မှာတတိပေးခဲ့ပါတယ်။တကယ်လို့ဥရောပသမဂ္ဂ EU နဲ့ကနေဒါ ြပူပေါင်းပြီးအမေရိကန်စီးပွားရေးကိုထိခိုက်အောင်လုပ်မယ်ဆိုရင်အခုထက်အများကြီးပိုများတဲ့အခွန်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ Trump ကထိန်းချုပ်ထားပါတယ်။အမေရိကန်ကအခွန်တိုးောက်တဲ့လုပ်ရက်တွေဟာအရင်နှီးဆုံးမဟာမိတ်အပေါ်သစ္စာဖောက်မှုဖြစ်တယ်လို့ဝန်ကြီးချုပ်ကာနီကပြောဆိုထားတာဖြစ်ပါတယ်။